ုံးတပုံရဲ့ background ကိုဖျက်ချင်ပေမဲ့ Photoshop မသုံးတတ်ဘူးဆိုရင် Canva နဲ့ second ဘိုင်းတွင်လွယ်လွယ်ကူကူဖယ်ရှားလို့ရနိုင်ပါတယ်။ဒီဗီဒီယိုမှာ Canva နဲ့ background remove လုပ်နည်းကိုအသေးစိတ်ပြောပြပေးပါမယ်။ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါ။ကျွန်တော်အနေနဲ့ Canva အကောင့်နဲ့ဝင်ထားပါမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့အသုံးပြုချင်တဲ့ site ခုကိုရွေးထားပါမယ်။ပြီးရင်ကို background ဖျက်ချင်တဲ့တပ်ပုံတစ်ပုံကို upload လုပ်ပါမယ်။ ဲ့တို့ကြောင့် upload upload file ဒီပုံလေးကို upload လုပ်ပါမယ်ဆက်လက်ပေးမယ် open ဒါဆိုရင် upload လုပ်နေပါပြီဒီမှာပြီးသွားပါပြီပြီးသွားရင်ကျွန်တော်တို့ဒီပုံလေးကိုတစ်ချက်ကလေး ီမှာရောက်လာပါပြီ။ရောက်လာပြီကျွန်တော် site ရှင်းမယ်။ဒီပုံ background remove လုပ်ပါမယ်။အဲ့တော့ကြောင့်ဒီပုံတစ်ချက် click clip ပြီးဒီပုံမှာ bg remove ပါဆိုတာရှိပါတယ်။ဒီကောင်က pro account ဖြစ်မှရပါတယ်။ဒီပုံ select ပေးပြီး bg remove ပါနှိပ်ပါ။ မှာဆိုရင် background ကိုဖြတ်နေပါပြီဒီမှာဆိုရင် ပြတ်သွားပါပြီတော်တော်မြန်ပါတယ်ကံမာက auto ဖြတ်ပြတာမှမကြိုက်သေးဘူးဆိုရင်ကိုကတက်ပြင်လို့ရပါသေးတယ်အဲ့အတွက်ကြောင့်ပုံတစ်ချက် click clip ပြင် bg remove ပါဒီမှာဆိုရင်နှစ်ခုရှိရပါတော့ကျွန်တော် restore နေလို့ရှိရင် ကိုအရင်ရှိခဲ့တဲ့ပုံတိုင်းပေါ်လာပါလိမ့်မယ်ကျွန်တော်တစ်ချက်နှိပ်ပြပါမယ်ဒီမှာဆိုနောက်ကန် background ပေါ်လာပါပြီကိုကအဲ့ဒါကိုမကြိုက်ဘူးပြင်ဖြစ်နေဆိုရင်ဒီ iris ကိုနှိပ်ပါဒီတိုင်းဖြတ်လိုက်အောင်ပါပဲပြီးရင်ကြက်စီကဲကိုနှိပ်မယ်โอเคပါအခုဆိုရင်ကမ်ပါရဲ့ background remover ဘယ်လိုအသုံးပြုရမလဲဆိုတော့သိသွားပြီလို့ထင်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Like and Subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။